ော့အော်ဒီတယောက်တည်းပဲရှိရပါဘောเนาะကိုယ်ကနောက်တယောက်လည်းရှိမှာမဟုတ်တော့ဘူးဆိုတော့ဒီသမီးလေးကကိုယ့်အတွက်အရာရာပဲ change all the way my eat don't need on chia ဘောရာလိုပဲပေါင်းတယ်သူ့ကိုဘာလို့လဲဆိုတော့ခုခေတ်ကကလေးတွေကလေဘောရာလိုပေါင်းပါလေနော်ဟိုတမီးကလိမ်မာရဲ့ဘလောက်ပြောပြောကိုကမမြင်ရတဲ့နေရာမှာသူတင်းနေချာရွယ်ရောက်လာပြီဆိုတော့ရှိမှာပဲ ိုရိုက်လိုက်လို့ကို့တမီးကအသားပဲနာသွားမှာသူအခေါင်းထဲမှာအတိရမှာမဟုတ်ဘူးလေအဲ့လိုဆိုစိတ်တော်တခါကြီးရအော်လိုက်တယ်ဟိုအရင်ရောမဟုတ်ဘောနည်းနည်းပါအခုနည်းနည်းအသက်ကြီးလာတော့ပို့ဆိုရအော်မအော်ဖြစ်တော့ဘူး အမှုပညာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကားရိုက်တာတော့ဘာလို့တော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးလဲလုပ်လဲဆိုတော့ဥမာကိုငင်းမရလူခင်တဲ့လူတွေနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုပရီဇန်တာလုပ်ပေးတာတို့နောက်ကတချင်းဆိုတာတို့အဲ့လိုမျိုးလေးတော့လုပ်ဖြစ်တယ်အခုကမဟုတ်ကနောက်ပိုင်းအခုဘာဖြစ်လို့မလုပ်ဖြစ်လဲဆိုတော့အဓိကထားပြီးလုပ်ဖြစ်နေတာ event management ပေါ့တကယ်ချင်းနဲ့တွဲပြီးတော့လုပ်နေတော့အဲ့အဲ့လုပ်ကလေးတွေကြတော့ဥမာကိုက event management ပွဲတပွဲလုပ်ပါတယ်ထားစင်မော်တက်နေလို့ရှိရင်အောက်ကအဲ့လိုမျိုးဟိုအလွဲချော်ရေးဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုမျိုးလေးနဲ့မလုပ်ဖြစ်တာဟုတ်ကဲ့ရှင်တမီးက တမီးကဟိုတနေ့ကမှ73နှစ်ပြည့်သွား73နှစ်ပြည့်သွားပါပြီဟုတ်ဟုတ်တမီးနာမည်ကជីစင်ဖူးမေပါဒါပေမဲ့သူ့ကိုအိမ်မှာတော့ pink လို့ခေါ်ကြတယ်အเจ้าမှာလို့ pinky လို့ပါလို့ခေါ်ကြတာပေါ့ဟုတ်ဟုတ်ဟုတ်ပေါ့အော်ဒီတယောက်တည်းပဲရှိတာပေါ့နော်ကိုကနောက်တယောက်လည်းရှိမှာမဟုတ်တော့ဘူးဆိုတော့ဒီတမီးလေးကကို့အတွက်အရာရာပဲအဲဘယ်လိုပြောမလဲသူကအရင်လည်းတိတက်တယ်ငငယ်လေးတည်းရပါပေါ့နော်နောက်စားလဲစူးစားရတယ်ဆိုတော့သူ့ကိုအဲ့လိုမျိုးလေးပေါ့ဟိုအလိုလိုက်တယ်ဆိုတာလည်းအခုသူ့ကိုပြောထားတာတခုပဲစာပေါ့နော်အခုချိန်မှာစာအဓိကစူးစားပေးကျန်နာမိမိ တက်နိုင်သမျှကိုဖြည့်ဆည်းပေးမယ်ပေါ့နော်။ဒါပေမဲ့သူကန်လေးကလည်းကောင်းတယ်။သူလိုချင်တာလေးဆိုကိုဦးဒီဘက်မှာအလုံးလောက်တာဖြစ်ဖြစ်အဲ့လိုဝက်ဆန်လေးတွေပါလေးလိုလိုဝင်လာပေါ့သူလိုချင်တာလေးဆိုလို့ရှိရင်အဲ့ဒါပေမဲ့သူလိုချင်တဲ့ပစ္စည်းဆိုလည်းအဲ့လိုမျိုးလက်ဆောင်ရတာဘာညာအဲ့လိုမျိုးပြည့်ရယ်ဆိုတော့သူသူကန်လေးပေါ့အဓိကသူ့တော့အလိုလိုက်တယ်ဆိုတာစာကြိုးစားခိုင်းတယ်စာပေါ်မူတည်ပြီးသူ့အလိုလိုက်တာပါဟုတ်ပါဒနာပါတယ်ကိုသူကအမလီကေပေါ့အရန်ကြိုက်တာဟာသူကကိုရီးယားစာလည်းတက်ထားရပေါ့နော်သူကျောင်းမှာကျောင်းကောက်ပဲဆိုရှင်းဆုံးကပါတယ် အာဟိုတခါလေးကြာသူ့ကိုပြောရတယ်သမီးရမ်းမကပါနဲ့ဆောင်မိုးဝဲနီးပြီးပါညာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ဆိုတော့အဲအဲ့အကတော့သူရမ်းဝမ်းတာပါနောက်အဆိုပေါ့ပို့ဆိုလဲသူမတ်ပို့လာမတ်ပို့သမီးကြိုက်တယ်အဲ့လိုမျိုးလေးပေါ့ပြီးပို့ကတချင်းနေဖွင့်ပြရမလို့မျိုးလေးဟုတ်တယ်ဒီလိုမျိုးလေးတွေသမီးကြိုက်တယ်သူတို့မြောက်ဆိုရင်တော့ပို့အတိုင်ဖောက်ကြည့်ရယ်သူကကြည့်ရတာတော့အကနဲ့အဆိုသူအာသနာပို့ပါရယ်ဟုတ် ဘော်ရာလိုပဲပေါင်းတယ်သူ့ကိုဘာလို့လဲဆိုတော့ခုခေတ်ကကလေးတွေကလေဘော်ရာလိုပေါင်းပါလေနော်ဟိုတမီးကလိမ်မာရဲ့ဘလောက်ပြောပြောကိုကမမြင်ရတဲ့နေရာမှာသူတင်းနေချာရောက်လာပြီဆိုတော့ရှိမှာပဲအဲ့ဒါကိုကိုကအဲချုပ်ထားလိုက်လို့ရှိရင်သူကပို့ဆိုးသွားမယ်အဲ့ဒီတော့ကိုကဘော်ရာလိုပေါင်းပြီးတော့အဲတမီးဟိုကလေးကဒီလိုဒီကလေးကဒီလို နောက်ပြီးတော့သူ့ကိုပြန်ပြောတတ်တဲ့လေ့ကျင့်ပေါ့ငငယ်လေးတွေကနေလုတ်ပေးထားရတယ်။ဟိုအကြောင်းမှာဘာဖြစ်တယ်ဟိုဘယ်နားမှာဘာဖြစ်တယ်အကြောင်းကားပေါ်မှာသူကဘယ်လိုပြောရလဲဘသူဟာအဲ့လိုမျိုးလေးတွေသူကအကုန်ပြန်ပြောတော့ဟိုဘော်ဒါပေါင်းဖြစ်နေရပါတော့။တခါလေးဆိုအေးရအမေရပြောတယ်။နင်တို့အသားမီလားတငယ်ချင်းလားအဲ့လိုမျိုးလေးပေါင်းရတာပေါ့နော်သူအဲ့မျိုးဆိုလို့ရှိရင် အဲ့လိုတော့အခုစကားနဲ့ပဲပြောသလားစကားနဲ့ပဲပြောရဲကိုဟိုမရိုက်ဘူးရိုက်တာတော့ငငယ်လေးတွေကမရိုက်ဘူးစကားနဲ့ပဲဒါပေမဲ့တခုတော့ရှိရဟိုအော်တာတစ်ခါလေးကြာစိတ်တော်လေးနေပပင်းနေပပင်းအဲ့လိုအော်လိုက်လို့ရှိရင်သူကမမေးတမီးကိုအဲ့လိုမအော်ပါနဲ့ဖြည်းဖြည်းပြောပါဆိုမဟုတ်ဘူးမမေးအော်လိုက်တယ်ဆိုတာတမီးကိုရိုက်မိမှာဆိုလို့အဲ့ဆိုမရိုက်ရဘူးပြီငငယ်တော့ကတစ်ခါလေးကစိတ်မထင်းနိုင်ရိုက်လိုက်တယ်ပေါ့နော်ရိုက်ပြီဟိုဟို ိတ်မကောင်းသူငိုရင်လေကွာလေအော်ကိုရိုက်လိုက်လို့ကိုတမီးကအသားပဲနာသွားမှာသူအခေါင်းထဲမှာအတိရမှာမဟုတ်ဘူးလေအဲ့လိုဆိုတော့စိတ်တော်တခါကြီးကအော်လိုက်တယ်ဟိုအရင်ကြီးတော့မဟုတ်ပါနည်းနည်းပါအခုနည်းနည်းအသက်ကြီးလာတော့ပို့ဆိုရအော်မအော်ဖြစ်တော့ဘူးပြောချင်တာရှင်မေမေပြောတာဒီလိုမျိုးတမီးကဒါမျိုးမဟုတ်လို့ဒီလိုမလုပ်ရဘူးအဲအဲ့လောက်ပဲပြောဖြစ်တော့တယ်ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်သူရဲ့သူကြိုက်တယ်ဆိုတော့ပေးလို့မှာပါအဓိကတော့သူအခုတင်းနေကြရောက်ပြီသူ16နှစ်ပေါ့16နှစ်ပြည့်လို့ရှိရင်အာသူ့ကိုသူလည်းစဉ်းစားနေတာတခုရှိပြီသူ့ရဲ့ပညာရေးချင်းလည်းသူ့ဟာသူအနေထားတခုရောက်ပြီဆိုရင်သူလောက်ချင်တာပေးလို့မှာပါ 谢谢好。 ဟုတ်ကဲ့ပါတချို့တွေပေါ့တချို့တွေပေါ့ဒီအမှုပညာနယ်ပဲညီမလေးတို့ပို့လို့ဆိုတော့အဲ့လိုပဲရိုက်စေခြင်းနဲ့ဟိုမဟုတ်ပါတော့ဟိုရိုက်ခြင်းနဲ့ဒါပေမဲ့အမှုပညာတွားဆိုတော့ဘယ်တော့မှတော့ဟိုအခုဟိုအချိန်မပေးလို့ပေါ့နော်မရိုက်ဖြစ်သေးရပဲရှိမယ်အခုချိန်လာရိုက်လို့နောက်ထပ်ဟိုကိုအချိန်ရတဲ့ခါကျတော့ဥမာပေါ့အမေကန်ဆိုလဲအမေကန်ဒေါ်ကန်ဆိုလဲတော့တကယ်အဲ့လိုမျိုးပေါ့နော်ဆိုလို့ရှိရင်လဲဟိုအမှုပညာအတွက်ဟိုတခုကြံခဲ့မယ်ဆိုရင်တော့ရိုက်ဖြစ်မှာပါဒါပေမဲ့အခုကျတော့အချိန်မပေးနိုင်သေးတဲ့အရွယ်မို့လို့ပါအခုထိမှတ်မိပေးချစ်ပေးတဲ့အာပရိသတ်တွေအကုန်လုံးကိုလဲကျေးဇူးတင်ပါတယ်လို့ 我比较满意，行，好。